နိုဝင်ဘာ15ရက်နေ့တွင်ကတော့မကွေးတိုင်းပေါင်းမြို့နယ်တောင်ပိုင်းတိုက်ပွဲအတွင်းမှာမြန်မာစစ်တပ်ရဲ့မိထီလာမျိုးခြေစိုက်တပ်မှ69စစ်ကြောင်းနဲ့ပေါင်းမြို့နယ်ပကဖာအဖွဲ့တို့ထိတွေ့တိုက်ပွဲနှစ်ကြိမ်ဖြစ်ခဲ့ပါတယ်။တပ်မ69ဟာပြီးခဲ့တဲ့အောက်တိုဘာ30ရက်ကစပြီးအင်အား၄ရာကျော်နဲ့စစ်ဖြူမျိုးနယ်အမှတ်20နှစ်ကာဘွယ်ရေးပစ္စည်းဆက်ယုံကပ္ပစာ20နှစ်ကတဆင်ပေါင်းမြို့နယ်တောင်ပိုင်းကိုဝင်ရောက်စစ်ကြောင်းထိုးခဲ့တာလို့သိရပါတယ်။တပ်မ69စစ်ကြောင်းမှာအမှတ်14ချိန်မြင့်တက်ရင် ခမယဆယ်လေးခမယဆယ်ကိုနဲ့ခမယတရကိုတရင်ဆက်တဲ့တရင်သုံးရင်းနဲ့ပေါင်းမြုပ်နယ်တောင်ပိုင်းကြေးရွာတွေကိုစစ်ကြောင်း၃ကြောင်းခွဲဝင်ရောက်လာတာဖြစ်ပါတယ်။အဲဒီနောက်နိုဝင်ဘာ၃ရက်မှာအင်အား150ခန့်ပါတဲ့စစ်ကြောင်းတစ်ခုနဲ့ပေါင်းမြုပ်နယ်ပကဖာအဖွဲ့တို့ပေါင်းမြုပ်နယ်တောင်ပိုင်းကြောက်ကကြေးရွာနီးမှာတိုက်ပွဲဖြစ်ခဲ့ပါတယ်။အဲဒီတိုက်ပွဲပြီးမှာမြန်မာစစ်တပ်ကပင်တောင်ပြည်သူစစ်ရွာကိုပြန်လည်ဆုတ်ခွာခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာ9ရက်မှာတိချောက်ရွာနီးမှာမြန်မာစစ်တပ်ကအင်အား130နဲ့ ဦးတီစစ်ကြောင်းထိုးဝင်ရောက်လာလို့အောင်မြို့နယ်တောင်ပိုင်းကရောကြောင်းမှာတိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါတယ်။တက်မ69စစ်ကြောင်းကိုပေါင်းမြို့နယ်ပကဖားအဖွဲ့နဲ့ပေါက်စစ်ဖြူတဲရင်တွေ စုဖွဲ့ပြီးပူးပေါင်းတိုက်ခိုက်ခဲ့တာလို့သိရပါတယ်။အဲ့ဒီစစ်ကြောင်းကကပ္ပစ24ဘက်ကိုရောက်သွားပြီးတိရတဲ့အဲ့ဒီကတော့ရောဘက်ကိုစက်ဖောက်ဖို့အင်အားလုံးကျုံတုံးဖို့နဲ့ပေါက်တောင်ဘက်ပိုင်းကို နေမြေရှင်းရင်းလာခဲ့တာလို့ပေါင်းမြို့နယ်စစ်ရေးတရင်မြစ်ကပြောပါတယ်။လက်ရှိမှာစစ်တပ်တွေက ပေါင်းမြို့နယ်အနောက်မြောက်ဘက်ခြမ်းကို စစ်ကြောင်းထိုးတာတွေလုပ်နေတယ်လို့လည်းသူကပြောပါတယ်။မြန်မာစစ်တပ်ရဲ့ရေးပေါ်ကြီးညာထားတဲ့63မြို့နယ်မှာမကွေးတိုင်းတွေကထီလင်းပေါက်မြိုင်စောနဲ့ရေးဆက်ကြုံမြို့နယ်တွေပါဝင်ပါတယ်။နိုဝင်ဘာ16ရက်နေ့တရင်ကတော့မန္တလေးတိုင်းမြင်းချံမြို့နယ်ရှိစစ်တပ်ကိစ္စခန်းမှာထနောင်းမြေစစ်ကြောင်းနဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။နိုဝင်ဘာလ13ရက်နေ့နဲ့6နာရီဆက်9မိနစ်ခန့်ချိန်မြင်းချံမြို့နယ်ကောင်းကွဲကြီးရွာနဲ့ကံရွာကြီးရွာအကြားရှိစစ်တပ်ကိစ္စခန်းကိုထနောင်းမြေစစ်ကြောင်းနဲ့ မဟာမိတ်တပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ရာထိုတိုက်ခိုက်မှုတွင်ဂိတ်စခန်းကိုတရုံပုံများကြားရောက်ပေါက်ကွဲခဲ့ပြီးမြေပြင်မှလည်း PDF တပ်ဖွဲ့များကစစ်ကြောင်းနှစ်ကြောင်းကွဲပြီးဂိတ်စခန်းတွင်ထိဝင်ရောက်တိုက်ခိုက်ခဲ့လို့သိရပါတယ်။ထိုစခန်းတွင်စစ်သား15ဦးဖြင့်အထံကျတဆွဲထားခြင်းဖြစ်ပြီးတိုက်ခိုက်မှုတွင် ထိခိုက်ကြဆုံးမှုများရှိကြောင်းသိရပါတယ်။ PDF တပ်ဖွဲ့များကဂိတ်စခန်းကိုရှင်းလင်းရေးဝင်လုနေချိန်မြင်းချံမျိုးမှတက်ကူစစ်ကားများရောက်ရှိလာသောကြောင့်ပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရှိရပါတယ်။ အဆိုပါတက်ခိုက်မှုကိုထဏောင်းမြေစစ်ကြောင်းနဲ့အတူ Justice Warrior တပ်ဖွဲ့မဟာမိတ်တယုံတပ်ဖွဲ့များဖြစ်သောမြန်တယုံဖွဲ့ကြားခင်စိန်တပ်ဖွဲ့ Revolution A ဖို့မြင်းချန်ခရိုင်အမှန်စေတဲ့တရင်လေယုံတက်925ပျောက်ကြားတပ်ဖွဲ့ငားစုံဒီကော့တယုံဖွဲ့တပ်ဖွဲ့တို့ကပူးပေါင်းလုဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။နိုဝင်ဘာ16ရက်နေ့တရင်ကတော့မွန်ပြည်နယ်ရေးမြို့နယ်လက်ပုတ်ရွာကိုစစ်ကြောင်းထိုးလာသောမြမစစ်တပ်နဲ့ရေးပီလူတပ်ဖွဲ့တို့ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာလ15ရက်နေ့တွင်ရေးမြို့နယ်လေးပုတ်ရွာသို့စစ်ကြောင်းထိုးလာသောမြမစစ်တပ်ကိုရေးပြီးလူဖွဲ့ကကြားဖြတ်တိုက်ခိုက်ရာထိတွေ့တိုက်ပွဲတင်နာရီကြောကြဖြစ်ပွားခဲ့ကြောင်းသိရပါသည်။တိုက်ပွဲအတွင်းထိခိုက်ဒေဆုံးမှုရှိတော်လဲအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်။တိုက်ခိုက်မှုပြီးနောက်ရေးပြီးလူတပ်ဖွဲ့များပြန်လည်ဆုတ်ခွာခဲ့ကြောင်းသိရပါသည်။စစ်တပ်ကမနေ့တုန်းကစစ်ကြောင်းထိုးလာတာကျွန်တော်တို့ရေးပြီးလူတပ်ရင်းနဲ့ထိတွေ့မှုဖြစ်ခဲ့တဲ့အထိခိုက်မတေချာဘူးရန်သူကိုတော့အပိုင်ပြစ်နိုင်ငယ်ရန်သူဘက်ကတန်ရာရတာတွေတော့ရှိမှာပေါ့ တိကြတော့မသိဘူးရန်သူကအင်အားများတဲ့အင်အားနှစ်ယောက်ဝန်းကျင်လောက်ရှိတယ်မနေ့ကလေးပုတ်ရွာကိုစစ်ကြောင်းဖိုးလာခဲ့တာပေါ့ကျွန်တော်တို့နဲ့တိုက်ပွဲဖြစ်ပြီးတော့နာရီပိုင်းတွင်းမှာပဲပြန်ဆင်းသွားတယ်တိုက်ပွဲကြမိချင်းကတော့တနာရီခွဲလောက်ရှိတယ်လို့ရေးပြည်လူတပ်ဖွဲ့ရဲ့တည်ရင်မှုကပြောပါတယ်နှစ်ဖက်တိုက်ပွဲများကြောင့်ပြည်သူနေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ပြီးဆိုင်ကယ်ပြင်ဆိုင်တစ်ဆိုင်လည်းမိလောင်ပျက်စီးခဲ့ကြောင်းသိရှိရပါတယ်